ဒီကနေ့ဇွန်လ3ရက်နေ့အင်္ဂါနေ့အတွက်မိုးလုံသားခမန်းချက်တွေကိုတင်ဆက်ပေးပါရောင်းမယ်။ညင်ကလေးင်းတဲ့အနေနဲ့ဒီကနေ့မနက်တနင်္ဂနွေ50မိနစ်အချိန်မှာတောင်စီမြို့ရဲ့ရှင်မြောက်ဖက် ရှမိုင်ငံအကွာအနက်25ကီလိုမီတာကိုပဟုတ်ပြုပြီးအင်အား3.3ရီတာစကေးရှိညင်ကလေးင်းတစ်ခုလောက်ခတ်သွားခဲ့ပါတယ်။ မောက်တုံးလေအားကောင်းနေရာကနေအာသင်းသင်ရှိမှဖြစ်လို့မနေ့ပြန်ဇွန်လ၄ရက်နေ့ကစတင်ပြီးမိုးရွာသွန်းမှုရောကြကအချို့ဒေသတွေမှာနေပြန်သားလာမယ်လို့မလူဝတပညာရှင်ဝန်ထမ်းကအသိပေးထားပါတယ်။အေယာဝတီမြေဟာမြေကြီးနားမြို့မှာဒီကနေ့မနေ့အထိ၅ဘေးခွဲကန်ပြန်လည်ကြဆင်းလာပြီးဖြစ်ပြီးခတောင်မြို့မှာတော့ဇွေရီအမောင်၃ဘေးနေပါအထိမြင့်တက်လာမယ်လို့မိုးစလားကခန့်မှန်းထားပါတယ်။ ဒီကနေ့ညနေအထိချင်းပြည်ကရနီကရပြည်မန္တလေးတိုင်းမကွေးတိုင်းနဲ့စကိုင်းတိုင်းတို့မှာနေရာစိတ်စိတ်နဲ့ချင်းပြည်နယ်နဲ့တိုင်းတွေမှာနေရာနံပြမော်တစ်ချုံရွာနိုင်ပြီးရွာရင်ရာနှုံးပြည့်ဖြစ်ပါတယ်။ကချင်ပြည်၊ကရင်ပြည်၊မွန်ပြည်၊ရခိုင်ပြည်၊ရန်ကုန်တိုင်း၊ပဲခူးတိုင်းနဲ့အေရဝတီတိုင်းတို့မှာနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်။ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလျားကောင်းနေပါတယ်။မြမကံရံတရှောင်းနဲ့ကံလွန်ပင်လေပြင်းတို့မှာရံဖန်ရံခါမောတက်လေပြင်းများကြောက်ရောက်ပြီးလှိုင်းကြည့်ပါမယ်။ လှရင်မြမှာဂိုးဘေကနေ73ဘေကန်ရှိနိုင်ပါတယ်။ကရင်ပြည်မွန်ပြည်ရန်ကုန်တိုင်းပဲခူးတိုင်းနဲ့အေရဝတီတိုင်းတို့မှာမိုးတိမ်တောင်တွေဖြစ်ပေါ်နေပြီးမိုးတိမ်တောင်တွေရွေရှားရာတစ်လျှောက်မိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထေချုံခြင်းမိုးကြိုးပြစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီကျခြင်းစတဲ့မိုးလဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်လို့ကြိုတင်သတိပြုနေထိုင်ကြဖို့မိုးစလကအကြံပြုထားပါတယ်ရှင်။အခုလိုသတင်းတွေကို ပုံမှန်မျှဝေပေးနိုင်ဖို့နဲ့ CJ Platform သတင်းဌာနရဲ့ရှေ့ရဲ့ဒီနိုင်ရဲ့အတွက် YouTube မှာလည်း CJ Platform လို့ရှာဖွေပြီးဝင်ရောက်နားဆင်နိုင်ပါတယ်။သတင်းအသစ်အသစ်တွေကိုအချိန်နဲ့တပြေးညီရရှိဖို့အတွက်ကျမတို့ရဲ့သတင်း Channel ကို Like and Subscribe လုပ်ဆောင်ပြီး Notification လေးကိုဖွင့်ထားကစောင့်ကြည့်နိုင်ပါတယ်ရှင်။